နဝမရန်ကြောင်းသူမသိင်ကီဝဲရဲ့မိကောင်အားတပည့်တော်မ၏အဖိုးဘွားတော်တို့သည်မြေယုဖလာ38မင်းနတ်ဘိုးမင်းကောင်ဘိုးတော်တို့ကိုပူဇော်ပတ်သားကြပါသည်တပည့်တော်မနှိမ့်မြို့ပါသူတို့ခိုင်း၍တခါတည်းဟန်ရှ िख ိုးရပါသည်တရဏဂုံပြတ်ပါသလားအဘိုးဘွားတော်များကိုဆုံးမပေးပါဗျာ အဲ့လူဆိုတာကိုယုံကြည်ရကိုလုံးကြတာပေါ့နော်လူဆိုတာကိုယုံကြည်ရကိုလုံးကြတယ်အဲ့တော့ဒီသူပူဇော်ပတ်တတ်မှုကတကယ်ပဲယုံကြည်ပြီးတော့ကိုယ့်ပဲစိတ်ကတဲ့အတိုင်းတာနဲ့ပူဇော်တာလားသို့မဟုတ်သူတို့စိပွားတုတ်တဲ့ခြင်းလို့လားတခုခုရှိရခြင်းနဲ့လောက်ကြတာလားဟမ်လောက်ကြတာလားအဲ့ဒါတော့သိဖို့လိုတာပေါ့နော် တကယ်ကိုနှစ်နှစ်ကာလယုံကြည်ပြီးဟိုကိုယ်ပဲစိတ်ကတဲ့ဆိုလို့ရှိရင်ကတော့ဒါမှားရတဲ့ကိုယ်ပဲစိတ်ကမှုလို့ပြောအဲဒါလို့မဟုတ်ဘဲနဲ့တစုံတစ်ခုမျောလင်းချက်နဲ့ပူစော်တယ်ဆိုတာပေးကမ်းတယ်လို့ဆိုတာတော့လူလူချင်းကိုယ်လာတဲ့အခါမှာလက်ဖေးတိုက်တယ်လို့ပါပဲသူတို့ကျွေးရမွေးရဆိုလဲလက်ဖေးတိုက်တဲ့သဘောမျိုးအခန့်နဲ့သဘောမျိုးဆိုရင်တော့ဒီဟိုဆိုဆိုရည်လို့မဆိုနိုင်ဘူးပေါ့နော် တိုးတော်ဒါကိုပဲအကူယုံကြည်ပြီးနှစ်နှစ်ခါကကိုဘွားရဲ့ကောင်းကျိုးဆိုးကျိုးကိုသူတို့ကဖန်ပြီးတယ်နေလို့မြင်လို့ရှိရင်တော့ဒါမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။မဖြစ်နိုင်တာဟုအမှားကိုအမှန်လို့မြင်တယ်လို့ပဲခေါ်တယ်။ဟာမိမိကိုယ်တိုင်ကမနှစ်သက်ဖယ်နဲ့သူတို့ခိုင်းလို့ရှ िख ိုးရတယ်မခိုးခြင်းပဲနဲ့ခိုးတယ်ဆိုရင်တရဏကုံမပြစ်ပါဘူးအဲ့ဒါဒီကြောက်လို့ရှ िख ိုးတာပဲဖြစ်စေတခုရှ िख ိုးလို့ ဒီဖရာတော်မှာကိုးကွယ်ပြီဆိုလို့ရှိရင်ကြောက်လို့ကိုးကွယ်တာလားစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာလားဆိုရင်ပညာနဲ့ကိုးကွယ်မှာတရဏဂုံမြောက်တယ်ပညာနဲ့ကိုးကွယ်တာမဟုတ်ပဲလက်ကိုမျောပြီးတော့ကိုးကွယ်တယ်အများအကဲမှာကြောက်လို့ကိုးကွယ်တယ်အဲ့ဒါတွေကတရဏဂုံမမြောက်ဘူးသူတို့ကတရဏဂုံမမြောက်တယ်လို့တရဏဂုံလည်းမပြတ်ဘူးလို့ပြောရမယ်အဲ့တော့တရဏဂုံမြောက်တယ်ဆိုတာအသိပညာနဲ့ ဘုရားရဲ့ဂုံတရားဂုံတန်ခါဂုံရှုံချီပြီးတော့ကိုယ်ပဲစိတ်ကမှတရဏဂုံရောက်တယ်။နော်။ကြောက်လို့မိယုမလားမို့ဒီလိုမျိုးဆိုရင်တော့အစရတရဏဂုံမမြောက်ဘူးလို့ဒီလိုပဲမှတ်ရမယ်။အဘိုးဘွားတော်များကိုပြုတ်ပြီးဖို့ကတော့အခုလိုမြတ်စွာဘုရားအမှန်တရားတွေဟောနေတဲ့ပုဂ္ဂိုလ်များရဲ့အဆုံးအမတရားတွေကိုသိရှိအောင်စူးစမ်းဖို့ကောင်းတယ်။ ဖျားပွင့်နဲ့ဖျားသာသနာချက်ရှားရှိနေတဲ့အချိန်မှာကိုလုံးနေတဲ့အလုပ်တစ်ခုဟာမှားသလားမှန်သလားဘယ်ဟာပိုလုံးတင်သလဲဆိုတာစဉ်းစားဆင်ခြင်တဲ့လို့ပြောရမှာပဲဖြစ်တယ်ပေါ့နော်ကိုလုံးတဲ့အလုပ်တစ်ခုဟာတကယ်ကိုလောကမှာကိုယ်ကိုစိတ်ကပ်ပြီးဆိုလို့ရှိရင်အမြတ်ဆုံးပုဂ္ဂိုလ်ကိုယ်ကိုစိတ်ကပ်ကြအောင်ဖြစ်တယ်အကောင်းဆုံးပုဂ္ဂိုလ်ကိုယ်ကိုစိတ်ကပ်နိုင်မှရဲ့တန်းနဲ့အကောင်းဆုံးကိုမရှာဘဲနဲ့ ဒီအစမမြင်တာတွေနဲ့ပဲကိုဟာချိန်ချုံးနေမယ်ဆိုရင်သူတို့အတွက်ဟာကောင်းကျိုးချမ်းသာမရနိုင်ပဲနဲ့ဆုံးရှုံးသွားနိုင်တယ်ပေါ့။ဒါအဲ့လိုတော့ပြောလို့ရတယ်ပေါ့နော်။ပြောလို့ရတယ်ပေါ့။ဒါဖះပွင့်ပြီးတော့ဖះရဲ့အဆုံးအမတရားတော်တွေကိုနာကြည့်တဲ့နဲ့လိုက်တာချက်သုံးချက်ကြည့်တဲ့နဲ့ဘယ်ဟာကတမိုးရှိတယ်လဲတမိုးရှိတာကိုစူးစမ်းလုပ်တဲ့နဲ့လို့ဒီလို 标本录压了。